အားလုံးပဲမင်္ဂလာပါသူရီချစ်သူ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဆက်နှစ်ကြိမ်မှာပြန်ကြကနန်းတောင်းဆိုထားတဲ့မိတ်ဆွေအတွက်ကျွန်တော်ပြန်ကြကနန်းလေးတစ်ခွက်တင်ဆက်ပေးလိုက်ပါတယ်တို့ပြန်ကြကနန်းကျွန်တော်တို့ဒီ2020မှာပေါ့ဗျာရှင်းနှလုံးပေါင်းခြင်းလေးမို့လို့တို့နှလုံးပေါင်းခြင်းလေးပါတော့ကနန်းဒီတဲ့အဲ့ဒီထက်မှာပြန်ကြမယ်ဆိုရင်2 6 6ဒီနှလုံးပေါင်းခြင်းလေးပါတော့ကနန်းဒီပြန်ကြပါဗျာကျွန်တော်တို့ ကန်2021မှာရှင်နှလုံးပေါင်းကြီးနှစ်မို့လို့နှစ်ပါတော့ရှင်နှလုံးပေါင်းနှစ်ပါတော့ကဏ္ဍပြန်ကြတော့နှလုံးပေါင်းကြီးနှစ်ပါတော့ကဏ္ဍပြန်ကြ395ဆိုတာအဲ395ပဲကျွန်တော်ပြန်ကြပါလေတကန်2022မှာရှင်နှလုံးပေါင်းကြီး6မို့လို့နှလုံးပေါင်းကြီး6ပါတော့ကဏ္ဍကျွန်တော်ပြန်ကြရမယ်ကျွန်တော်ဒီမှာ106 106လို့ပြန်ကြရမှာဗျာတကန်2023မှာတဲ့ကျွန်တော် ရှင်နှလုံးပေါင်းချင်း6မို့လို့ဘာလဲ6ပါသောကဏ္ဍပြန်ကြရရှင်နှလုံးနှလုံးပေါင်းချင်း6ပါသောကဏ္ဍကို95ပဲကျွန်တော်တို့ပြန်ကြပါတယ်တဲ့နော်တက္က2024မှာလဲတဲ့ရှင်နှလုံးပေါင်းချင်း6မို့လို့နှလုံးပေါင်းချင်း6ပါသောကဏ္ဍ36 3ပြီးအဲ့မှာပြန်ကြခု2025မှာကျွန်တော်တို့ရှင်နှလုံးပေါင်းချင်း4မို့လို့နှလုံးပေါင်းချင်း4ပါသောကဏ္ဍပြန်ကြဆိုတော့ကျွန်တော်တို့ခွန်ခွန်9ရှိမယ်3ခွန်ခွန်ရှိမယ် 6ခွန်ရှိမယ်နှစ်နှစ်ခွန်ရှိမယ်ဗောလေဒီ၄ကွက်ထဲကပြန်ကြဗောအဲ့၄ကွက်6ကွက်မြောက်ကိုမှကျွန်တော်3ကွက်စီနဲ့ပြန်ဖမ်းလိုက်မယ်တဲ့3ကွက်စီနဲ့ဘယ်လိုဖမ်းမလဲတို့1ခါ4ခါ1ခါတို့1ခါဒီတိုင်းလေး၄ခုပေါင်းလိုက်မယ်1 4 1ပေါင်းလိုက်တော့ကျွန်တော်ခွန်တဲ့အဲ့တော့အဲ့နှစ်ထမပရိခွန်ကဏ္ဍဒီပြန်ကြပါတဲ့ဟို6ခွန်နှစ်ဒီ ခွန်ရှိနေလို့ပြန်ကြတက္က2024မှာလဲတဲ့ခွန်3ည93ဆိုတော့9တဲ့ဘရိတ်ကိုကနန်းဒီပြန်ကြတော့3ည63ဒီ6တုံည3လို့ပြန်ကြပါတယ်တဲ့ဒါကြောင့်အဲ့လိုပေါင်းကြည့်မယ်ဆိုရင်တဲ့ခွန်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 3ည3ဆိုတော့1ပေါ့ဗျာအဲ့တော့ဘရိတ်1ကနန်းဒီပြန်ကြဆိုဘရိတ်1ဒီကျွန်တော်တို့689နဲ့နိမ့်9ပဲရှိတယ်တဲ့အဲ့ထဲမှာကျွန်တော်ခုပြန်ကြကနန်းလေးတစ်ကွက်ကိုထုတ်ပေးလိုက်မှာပေါ့ဗျာ ။နော်အကျဉ်းကြီးတွေမကြီးတော့ဘူးကြာနော်။ကွာဝေးတွေအတူတူပါပဲကြားနေမှာဆိုလို့ပါ။နော်89မှာတဲ့89လို့ရှိတယ်။တူစားမှာ9လေး1လို့ရှိတယ်။အဲ့9လေး1ဆိုတဲ့ကဏ္ဍသည်တို့90မှာ9လေးလို့ပြန်ကြတယ်တဲ့။အဲ့လိုပြန်ကြပြီးတော့သူ့အပေါ်မှာလည်းတခါ69ဆိုတဲ့ကဏ္ဍသည်ကွာဝေးတူတူမှာတော့ဆင်းလာလိုက်မယ်တဲ့2014မှာ269လို့ကြရတယ်တဲ့269 မကြခင်သူ့အပေါ်မှာ3 9 1လို့ကျွန်တော်ခံထားပါတယ်အဲ3 9 1ပေါ်ကနေရေးလိုက်260လို့ရှိပါတယ်260နဲ့ဇောင်းသွားဇောင်းသုံးဝင်တက်ပြီးတဲတဲတော်လိုက်တာ86ခုလို့ရိုက်ထားပါတယ်မိဖေတို့စစ်ကြည့်ပေါ့နော်ကျွန်တော်ညံညံလေးသွားလိုက်မှာမဟုတ်လို့ဒါတော့ပထမကတ်ပေါ့ဗျာဒုတိယကတ်မှာလည်းတခါ90ခုနှစ်ထဲမှာကျွန်တော်တို့တခွန်ရှိလို့ရှိတယ်၅လေးတက်လို့ရှိတယ်သူပထမကတ်တိုင်းမှာပဲတခွန်ရှိ၅လေးတက်လို့ ဲ့၅လေး1ဆိုကနန်းလေးကလည်းပထမကတ်တန်းအကွာဝေးတူနှစ်တူမှာပဲသူလိုက်ကြတယ်တဲ့ကျွန်တော်အခြေရေမြည်တော့ဘူးเนาะမိတ်ဆွေတို့ရည်ကြည့်ပါတူတူပါပဲသူ့အပေါ်တစ်ခါတက်လာရင်တဲ့ကျွန်တော်ပထမကတ်တိုင်းမှာ3 4လို့ရှိရပထမကတ်မှာတော့ကျွန်တော်တို့6နှစ်9ပေါ့ဗျာအဲ6နှစ်9ကဒီမှာလိုက်ကြဒီ3 4နှစ်ဆိုတော့ကနန်းလေးကလည်းတဲ့6နှစ်9တိုင်းမှာကွာဝေးတူနှစ်တူမှာပဲသူနှစ်3 4လို့ဒါအထွက်ပဲရတယ်တဲ့သူမထွက်ခင်သူ့ဘောမှာလည်းကျွန်တော်တို့ 391လို့ပထမကတ်တိုင်ခံထားတယ်တဲ့အဲ့391ကနေပေါ်တဲ့တဲ့တက်လိုက်လဲတို့ပထမကတ်တိုင်မှာ639လို့ရှိတယ်တဲ့639နဲ့ဇောင်းတပင်ကျော်ကနေမှာတဲ့တဲ့သွားလိုက်ဒီပွဲပါပဲတဲ့နော်ဒီပွဲမှာဒါပထမကတ်မှာ260ရာနေတဲ့တဲ့သွားပြီးမှာ869လို့ရိုက်ထားတယ်နော်ဒီမှာလဲဒါ869လို့ကျွန်တော်ဖန်ထားပြီးပေါ့လေဒါကတော့ပထမကတ်ပေါ့ဒုတိယကတ်မှာကြတော့တဲ့ကျွန်တော် 63မှာ900လို့ရှိတယ်။အဲ့900နေတန်းတန်းသွားလိုက်မယ်တဲ့တော်တို့605လို့ရှိတယ်။ဟောကျင်းရီမြည်တော့နော်မိတ်ဆွေတို့ရည်ကြည့်ပါအတူတူပဲမလို့အဲ့605နေတော့အပေါ်တက်လိုက်ရင်နဲ့9 3ည9 3ညဆိုကဏန်းလေးရှိပါအဲ့3ည9 3ညဆိုကဏန်းလေးဒီဒီရလာခဲ့တဲ့ကဏန်းမှာတဲ့နော်အဲ့3ည9 3ညနေတော့အကွာဝေးတူတူသွားလိုက်မယ်တဲ့ အကျဉ်းကြီးမကြီးတော့ဘူးနော်မေဆိုတော့၃ည၄၃ည၉လို့ရှိတယ်၄၃ည၉လို့မထွက်ခင်မှာတဲ့သူ့ရဲ့၁နှစ်၃၄လေးပင်ရဲ့ဘေးမှာသူက၅ခါ၆ခါ၉ခါဆိုပြီးတော့၅၆၉ဆိုပြီးတော့ခါ၃လုံးတန်းထားပါတယ်ပြီးရင်တခါ၃ည၉ခွန်ဆိုပြီးတော့လဲ၃လုံးတောင်းဆင်းထားပြန်တယ်တဲ့ပြီးရင်တခါ၅၃ည၉ဆိုပြီးတော့လဲထိပ်စီး၃လုံးလှည့်ထားပါတယ်တဲ့အဲ့လိုလှည့်ထားတဲ့ နော်တို့ဒီငါးခါရပြရနေမှာ1 2 3 4ဆိုငါးခါရပြရနေ1 2 3 4ဆို4 3 9ဆိုတော့ကဏန်းလေးထွက်ထားပါတယ်အဲ့4 3 9ဆိုတော့ကဏန်းလေးကသူ့နောက်နှစ်မှာတဲ့1 2 3 4 4ပင်မှာဒါတက်ရိုက်ပါတယ်တက်ရိုက်တာသူမြိုက်ခင်မှာလဲအဲ့ကဏန်းလေးသူ့ဘောကနေထွက်ထားပါတယ်တုံညာ၄ခုဆိုထွက်တာတဲ့ဘယ်နေရာကနန်းလဲဆိုရင်သူ့ရဲ့တပင်ကျော်တဲတဲ့တပင်ကျော် 633လို့ဇောင်းထိုးထားတဲ့တဲ့တဲ့ကဏ္ဍ639လေးရအပြန်ကြပါလို့639လေးလို့ကြတခါအဲ့ကဏ္ဍဒီသူ့အောက်၄ပင်ရနေမှာတခါပြန်တက်ရိုက်ထားပါတယ်တဲ့ဒါပထမကတ်ပေါ့ဒုတိယကတ်မှလည်းတို့900လို့တဲထားပြီတဲ့ပထမကတ်တိုင်းတဲတဲတိုင်းအဲ့9နေတန်းတန်းသွားလိုက်မယ်တို့ပထမကတ်တိုင်းမယ်သူ956လို့ရှိ956ကညတို့အပေါ်တဲတဲ့တက်လိုက်ပထမကတ်တိုင်းမယ်တဲ့ ်3ည5ည6လို့တည်ထားတယ်။အဲ3ည5ည3ဒီဘယ်ရလာလို့ဆိုရင်ဒီ900နေတိုင်းပို့ထားတဲ့ကဏ္ဍလေးပါပဲ။အဲ9ကနေ9 3ည5ည9တော့အကွာဝေးတူတူသွားလိုက်ရင်6 60လို့ရှိရ။ပထမကတ်မှာတော့4 3ည9ပေါ့ဗျာ။အဲ့ရှေ့60ကနေကျွန်တော်တို့ကောင်းသွားလိုက်မယ်1 2 3 4လေးချိန်ရပြီမှာပထမကတ်တိုင်းမှာရတဲ့သူ5ခါ6ခါ9ခါဆိုရင်5 6 9ဆိုရင်3လုံး ဇောင်းထိုးထားပါပြီးရင်တခါ3.9ခွန်းဆိုပြီးတော့လဲသုံးလုံးဇောင်းဆင်းထားတယ်တဲ့ပြီးရင်တခါ9ထိတ်3.9ထိတ်9ထိတ်ဆိုပြီးတော့လဲသုံးလုံးလှဲထားပါတယ်အဲ့လိုလှဲထားတဲ့ဒီ9ခါရဲ့ပြေးရ9ခါပြေး1 2 3 4 5 6 7 8 9လေးတီးတဲ့1 2 3 4ဒါ၄ချိန်တက်ရရပါမယ်တဲ့ဓမ္မကတ်မှာလည်းအတန်ရိုက်ထားတယ်ဗောဗျာ1 2 3 4 အဲ့ရိုက်ထားကနန်းသူ့ပေါ်ပြန်ကြကနန်းမှာတဲ့ကိုးတုံညာတုံကောင်းထုတ်တာတဲ့တဲ့တပင်ကြွားကနန်းမှာဒီမှာရိုက်မဲ့ကျွန်တော်တို့6 6ခုဆိုကနန်းတွေလေသူ့ပေါ်ပြန်ကြထားပါမယ်တဲ့တော့ဒါ6 8ခုလို့ထွက်ထားတယ်ပေါ့ဗျာသူ့ရဲ့တဲတဲ့တပင်ကြောမှာလဲတဲ့ပထမကတ်တိုင်းမှာကိုးတုံညာတုံဆိုပြီးဇောင်းထုတ်ထားပါအဲ့ဇောင်းထုတ်တဲ့တဲတဲ့ကနန်းလေးပြီးတာပြန်ကြပေါ့တခါသူ့အောင်လေးပင်ကလည်းဒါတက်ရရမယ်ပေါ့လေ အဲ့တော့ကျွန်တော်တို့6 6 6 8ပေါ့ဒုတိယ site လေးပေါ့လေနောက်တတိယ site ကလည်းကျွန်တော်တို့ဒါတော့မိတ်ဆွေတို့ပြပြီးသားပါနော်ခွန်လေး1လို့ရှိတယ်တဲ့သူနဲ့တန်းတန်းတော့လိုက်ရင်အကွာဝေးတူမှာပဲ2 4 5လို့ရှိတယ်အဲ့ခွန်လေး1ရဲ့ကျွန်တော်တို့ဇောင်း3ဝင်တက်လိုက်ရင်လေ4 3ခွန်လို့ရှိတယ်တဲ့ကာဒီ2 4 5နေတော့တို့ဇောင်းသွားလိုက်ရင်လဲ5 3 8ဆိုတဲ့ကဏ္ဍလေးရှိပါတယ်တဲ့ အဲ့9 3 6ကိုင်းတော့လို့တဲတဲ့ဆင်းလာလိုက်ရင်ဇောင်းဆင်းလာလိုက်ခွန်6 8လို့ရှိပါတယ်တဲ့ခွန်6 8ကြီး2 4 5နေဆိုလဲတန်းတန်းပေါ့ဗျာဟိုအဝေးတူတူပဲမြည်တော့နော်ခွန်6 8ဆိုလဲကနန်းလေးထွက်ထားအဲ့ခွန်6 8ဒီတဲ့သူ့ဘွားတာပြန်ကြပါတဲ့ဘယ်လိုနေရာကနန်းတော့ဆိုရင်တဲ့ကျွန်တော်ခွန်ခွန်8လို့လန့်ထောက်ထားတဲ့6 8ခွန်ဆိုတဲ့ကနန်းလေးကပြန်ကြပါတဲ့ဘယ်မှာပြန်ကြအောင်တော့ခုန2 4 5ခွန်4 1 4 3ခွန် ား938တောက်တွေနဲ့ဒါပြန်ကြတယ်ဗောလေဒါပထမကတ်ဗောဒုတိယကတ်မှာလဲတဲ့တို့2004မှာ601လို့ရှိပါတယ်တဲ့601သူနဲ့တန်းတန်းသောလိုင်းတို့ပထမကတ်တိုင်းမှာ962လို့သူတည်ထားတယ်တဲ့တခါ601ရဲ့ဇောင်း3ညင်တက်လိုက်လဲ603လို့ပထမကတ်တိုင်းတည်ထားပါတယ်တဲ့ကံ၅လေးနှစ်ကနေတော့ဇောင်းတက်လိုက်ရင်လေပထမကတ်တိုင်းမှာရှင်း93လို့တည်ထားပြီ။ရှင်း93နေဇောင်းဆင်းလိုက်မှဆိုဒီပွဲပေါ့ဗျာ။တို့ ငါးလေးနှစ်ကနေတွားလိုက်လဲတန်းတန်းတူတူပါပဲတဲ့အွားဝေးတူပဲမျိုးဆိုလို့ရည်ကြည့်ပါနော်ဒါပထမကတ်မှာသူ6 6ရှစ်လို့ရိုက်ထားတယ်တဲ့သူ့ဘောပြန်ကြပါလေဘယ်ကပြန်ကြအောင်ခွန်ခွန်ရှစ်ခံထားတဲ့ကနပြန်ကြအဲ့ဒါဆိုရင်တော့ဒီနားမှာ6 6 6ရှစ်ပေါ့သူ့ဘောပြန်ကြကနန်းလေးဖြစ်ရမယ်ဆိုတော့ပြန်6 8ခုနဲ့ထွက်ထားပါတယ်တဲ့ဘယ်ကကနန်းလုံးတဲ့ခွန်ခွန်ရှစ်ထောက်ထားတဲ့ကနန်းနဲ့ခွန်ခွန်ရှစ်နဲ့ဘွာဝိတူကဒီကနန်းဒီတာ ဒီမှာပြန်ကြမယ်ကျွန်တော်တို့၅လေး2 9လေး1တွေနဲ့၄9 3 8 5 3တောက်တွေနဲ့ပေါ့လေအဲ့တော့ကျွန်တော်တို့မတူနီယဆိုင်လေးနောက်ထပ်မတူနီယဆိုင်လေးတစ်ဆိုင်သွားကြည့်အောင်နဲ့နောက်ထပ်မ84မှာကျွန်တော်တလေးရှစ်လို့ရှိတယ်ဒူဘေး၄ပင်ဆင်းလိုက်ရင်လည်းကျွန်တော်တို့390လို့ရှိတယ်အဲ့ဒီလေးရှိပေးက956ဆိုတဲ့ကဏ္ဍကြီးတဲ့6ကြိမ်ပါပဲပေါ့ဗျာ6ကြိမ်က956ဆိုတဲ့ကဏ္ဍကြီးတဲ့ 390ရဲ့1နှစ်34ပင်မြောက်၄ချိန်မြောက်မှာဒါပြန်ကြတယ်ဗောဗျာဒါပထမကတ်ပေါ့ကျွန်တော်တို့အတိုင်းလေးပေါ့ဒုတိယကတ်မှာလဲတဲ့ကျွန်တော်တို့2024မှာ481လို့ရှိတယ်6ချိန်မှာပဲတခါသူပဲ1နှစ်34မှာလဲ390လို့ရိုက်ထားတယ်တဲ့အဲ481ရဲ့ပြီးရ689ဆိုတဲ့ကဏ္ဍလေးကဒါ339ရဲ့1နှစ်34ဆိုဒီပွဲပါပဲတဲ့အကြမဲ့ဆိုရင်ကျွန်တော်တို့669 68ခွန်ပေါ့ဗျာအဲ့နှစ်ကွက်ပေါ့ဒါကတော့ကျွန်တော်မတူညီတဲ့ size လေးနဲ့ပြန်ကြတော့နောက်ထပ်ကျွန်တော်မတူညီတဲ့ size လေးနဲ့တွားကြည့်အောင်လေနောက်ထပ်မတူညီတဲ့ size လေးကကျွန်တော်တို့ဒီမှာ319လို့ရှိတယ်သူ့အပေါ်မှာကျွန်တော်တို့အဲ sorry ဒီမှာ315လို့ရှိတယ်သူ့ဝိတဲတဲ့ဟိုကကျွန်တော်391လို့ရှိတယ်315အနေနဲ့ဆင်းလိုက်မယ်တဲ့။ကွာဝေးတူမှာပဲ။630လို့ရှိတယ်။ ကို30ရာနေနော်တို့အကွာဝိတုတဲ့တဲ့တလိုင်း68လို့ရှိပါတယ်တဲ့နော်ကို30ရာနေတိုင်းတက်သွားဘူးလေနော်အချိန်ရည်မရှိတော့ဘူးနော်ကြာမှာဆိုလို့ဒါပထမကပ်ပေါ့ဒုတိယကပ်မှာလည်းဒီမှာကို3ညာ3လို့ညို့တဲထားတယ်တဲ့ကို3ညာ3ပေါ့နော်ကို3ညာ3လို့ပထမကပ်တိုင်းတဲထားပြီတဲ့ တူစောင်းပေါ်မှာ391လို့ရှိတယ်တဲ့ဒီမှာကျတော့3 315ရှိတယ်ဒီမှာ391လို့ရိုက်တယ်ဒီမှာ391လို့ရှိတယ်ဒီမှာ351လို့သူကပြောင်းပြန်ကြလှန်ရိုက်တာပေါ့ဗျာ351ဒီမှာ391ဒီမှာကျတော့391ကျွန်တော်တို့315ပေါ့ဗျာပြီးမှ930ရရှိမှာ68လို့တက်ရိုက်တယ်အဲ့မှာဆိုရင်ဒီမှာဆိုရင်လည်းတော့391 351ပြောင်းပြန်ထန်ထားပြီးတော့တဲ့ကိုယ်တုံညာ3လို့ရှိတယ်သူကနေတော့ ်အကွာဝိတုတဲတဲ့တက်မယ်ဆိုဒီပွဲပါပဲဒီပွဲမှာကျွန်တော်တို့သူရိုက်တာ68ပေါ့လေကျွန်တော်ခုနမှန်တာ68 68ပေါ့နောက်ထပ်ကျွန်တော်တဆိုင်သွားကြည့်အောင်တဲ့နောက်ထပ်တဆိုင်ကကျွန်တော်တို့80ခုနှစ်မှာ339ခွန်သူ့ဆောင်မှာ33ခွန်လို့ကြားတယ်သူ့အောက်တပင်မှာသူ့ဆောင်ပြေအောက်မှာ46လို့ရှိတယ်တဲ့ အဲ့3390ကိုတဲ့တဲ့သွားလိုက်မယ်တဲ့ကွာဝိဓုမှာပဲเนาะဟွန်35ကလို့ရှိတယ်တဲ့ဟွန်35အနေနဲ့တဲ့တဲ့ဆင်းလိုက်မယ်တဲ့အဲ339လို့ရှိတယ်ပေါ့ဗျာ339ကနေတော့အကွာဝိဓုမှာပဲဆင်းလိုက်ရင်တဲ့300လို့ရှိတယ်300ကနေတော့တို့အကွာဝိတဲ့တဲ့တွင်362နှစ်လို့ရှိတယ်တဲ့682ကနေတခါအကွာဝိဓုတလိုင်းတော့960လို့ရှိ960ကနေတော့တဲ့တဲ့သွားလိုက်311လို့ထွက်ထားပါတယ်တဲ့ ဲ့3တစ်တစ်ဆိုတဲ့ကဏ္ဍလေးကဘယ်အောင်လဲသူ့ရဲ့ရှင်းနစ်ကလာခဲ့တဲ့3တစ်တစ်ပါတဲ့ဒီဆိုင်လေးတော့ပြပြီးတော့ပါနော်ဘယ်လိုနေရာ3တစ်တစ်ဆိုရင်လုံးဆိုရင်နဲ့နှစ်ခုသူ့ဘေးမှာနှစ်ခုရှိရှိတယ်သူ့တပင်ကြောင့်မှာနှစ်3တစ်က1 3လို့ကျွန်တော်တို့ရိုက်ထားတယ်။ပြီးရင်သူနဲ့ပွားဝဲတူတူမှာပဲ3 6ကသူ့အပေါ်6 1 3လို့တက်ရိုက်ထားတယ်။အဲ့နဲ့တန်းတန်းလာတဲ့ကျွန်တော်တို့1 3 1ဆိုတဲ့ကဏ္ဍလေးတီသူဆောင်တက်ရ ဒူဆန်းတဲ့အနှစ်3တိရဲ့အောက်မှာမှာ2.8လို့ရှိ2.8ရဲ့ဘေးက3.1ဆိုတဲ့ကဏ္ဍလေးကဒါနောက်နှစ်မှာဒဲပြန်လိုက်ထွက်ပြီးတယ်ပေါ့လေ960တောက်တဲ့နဲ့ဒါပထမကတ်ပေါ့အဒုတိယကတ်မှာလဲတဲ့64မှာနော်ပထမကတ်တိုင်းမှာသူက715ဆိုတဲ့ကဏ္ဍလေးက981ဆိုကတ်စင်တာကြီးတဲ့ပထမကတ်မှာ930လို့စင်တာပေါ့ဗျာဒီမှာတော့981လို့တခါသူ့ရောက်ဆောင်ဘေးမှာအောက်မှာလဲတဲ့96လေးလို့ပထမကတ်တိုင်းတည်ထားပါတယ်တဲ့ အဲ့71 nga 71 gain တော့ကွာဝေးလူသွားလိုက်ရင်ပထမကတ်တိုင်းမသူ930လို့တဲပေးထားပြန်ပြီးတော့930တော့ပထမကတ်တိုင်းဆင်းလိုက်မယ်တဲ့393လို့သူတဲထားပဲပထမကတ်မှာ339လို့တဲဒီမှာ393လို့တဲထားပြန်နဲ့အဲ့အနေတော့ကွာဝေးလူဆင်းလိုက်မယ်တဲ့ကွာဝေးလူဆင်းလိုက်ပထမကတ်တိုင်းမှာ300လို့သူတဲတဲထားပြီတဲ့300လို့တဲတဲထားသူကနေကွာဝေးလူမှာဆင်းလိုက်တဲ့ပထမကတ်တိုင်းမှာကျွန်တော်186လို့သူ ပြန်ရိုက်ပေးထားတယ်တဲ့နှစ်ရှစ်6ခိုင်တော့လို့အကွာဝိတုတက်လိုက်မယ်တဲ့ဒါပထမကတ်တိုင်းမှာ960လို့ရိုက်ပေးတယ်960ကနေကျွန်တော်အကွာဝိတုသွားလိုက်မယ်ဆိုဒီပွဲပါပဲတဲ့ဒါပထမကတ်မှာ311လို့ထွက်ထားတယ်ပေါ့ဗျာအဲ့311လေးကသူ့ရဲ့နောက်နှစ်ကတ်လာခဲ့တဲ့နာကဏ္ဍဆိုတော့တော့သူ့ရဲ့နောက်နှစ်ကတ်လာခဲ့တဲ့ကဏ္ဍကိုကြည့်လိုက်မယ်တဲ့ဒီမှာ86ခွန်ဆိုတဲ့ကဏ္ဍလေးရှိပါတယ်တဲ့သူ့ဘေးမှာကပထမကတ်တိုင်းမှာခွန်ရှင်းနှစ်လို့တည်ထားတယ်သူ့တပင်ကျော်မှာ930က ငါးတုံညာတုံးလို့ဒါရိုက်ထားတယ်တဲ့ဒါသူနဲ့တန်းတန်းမှာပဲတဲ့ကွာဝိဓုမှာပဲကျွန်တော်တို့960ဆိုတဲ့ကဏ္ဍလေးကသူ့နောင်နဲ့တပြင်းကောင်းအပေါ်မှာတက်ရိုက်ထားတယ်တဲ့ဒီမှာ36တက်ကတက်ရိုက်ထားတယ်ပေါ့ဗျာဒီနောက်ကွာဝိဓုမှာ2 3 1 1 3ဆောင်းခတ်ဆောင်းတက်တယ်ပြီးရင်တပြင်းကျော်မှာ2ခွန်ရှိပြီ3 1 1ကနောက်နှစ်မှာဒဲလိုက်ပြုတ်တယ်ပေါ့ဗျာဒီမှာလဲကျွန်တော်တို့960 935လို့သူနဲ့တဲတဲ့သွားလိုက်ရင်ပထမကတ်တိုင်းမှာ933လေးရသူဆောင်ပေါ်တက်ရိုက်တယ်သူတပင်ကျော်မှတာဖွန်ရှင်းနေလို့ရှိရသူဘေးရ660လေးရဒါဒီပွဲမှာဒါတိုက်ဆိုင်နေဘောလေးတက်ရရမှာဘောလေးတဲ့ဘောအဲ့တော့ကျွန်တော်ဒီပွဲမှာပြန်ကြကနန်းတောင်းဆိုထားတဲ့မိတ်ဆွေတို့669 68 64နှစ်ကွက်ပေါ့ဗျာလောလောဆယ်တင်ပေးလိုက်ပါရယ်ကဲအားလုံးကံပေးချဲသူကြီးပေါကြပါစေ